ဒီနေ့ကတော့ဖြိုးက coffee ကြိုက်တယ် coffee ချစ်သူတွေအတွက်မော်လမြိုင်မှာရှိရယ် coffee ဆိုင်ကောင်းကောင်းလေးတဆိုင်ကိုခေါ်သွားမလို့ပါဖြိုးရဲ့ blog တွေအဆုံးထိကြည့်ပေးကြပါဦးရှင်အလုံးမင်းမင်္ဂလာပါရှင်ဖြိုးရဲ့ page ကနေပြန်လဲကြိုဆိုလိုက်ပါရယ်အခုကတော့ဖြိုးကမော်လမြိုင်မျိုးတီးမြိုင်ရက်ွက်ထဲမှာရှိရယ်ခက်တဲ့ coffee ဆိုင်လေးကိုရောက်ရှိနေတာဖြစ်ပါတယ် ဒီဆိုင်လေးကဖွင့်လာတာတော့မကြသေးဘူးတနေ့ကဖြိုးသင်ငယ်ချင်းတွေနဲ့လာပြီးတော့ coffee လက်တောက်တော့ ਆ ပေါ့နော်အရန်တောက်ကောင်းလို့12ဖူလေးလေးတရားအောင်လို့ပြောပြန်ပြီးတော့ share လုပ်ပေးတာပေါ့နော်ဒီဆိုင်မှာကလေတောက်ဆရာတွေအပြင်ကိတ်နေနဲ့ပတ်သက်တာတွေကွတ်ကီနေနဲ့ပတ်သက်တာတွေလည်းရသေးတယ်တိလားပြီးရင်သူ့ဆိုင်ရဲ့အခင်းချင်းလေးရလဲလေတက်တက်ဆိတ်ဆိတ်နဲ့အေးအေးချမ်းချမ်းလေးဆိုတော့ coffee ထိုင်တောက်ရတာအရန်သဘောကျဖို့ကောင်းတယ်။ coffee အရန်ကြိုက်တဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့လာဟိုလာတင်းတဲ့ဆိုင်လေးထဲမှာပါတယ်နော်။ ။ကိုကတော့ဖြိုးစားချင်တာလေးတွေတောက်ချင်တာလေးတွေကိုမှားထားလိုက်ပါပြီ။ကော်ဖီဆိုလို့ရှိရင်လည်းဆိုင်ရှင်ညီမလေးနဲ့ဆိုင်ရှင်အကိုကပေါ့နော်သူတို့ကတေချာသူတို့ကိုယ်တိုင်လေးလာတင်ယူပြီးတော့ကိုယ်တိုင်ဖြော်ပေးတာပေါ့နော်ကော်ဖီနဲ့လေးလေးဆိုတာလေးမွှင်းနေတာပဲကော်ဖီဆိုင်ဝင်လိုက်တယ်ဟွာလေးအရန်သဘောကြောက်ဖို့ကောင်းတာအဲကော်ဖီအနံ့ပဲတည်လာကော်ဖီနန်းရလိုက်တာဟွာလေးပိုးဝဲစိတ်ထဲမှာ fresh ဖြစ်သွားစေတယ်နော်ကဲဖြိုးကတော့ကိုတောက်ချင်တာလေးတွေမှာတောက်နေပါပြီ ယ်အခုဆိုလို့ရှိရင်တော့ဖြိုးမှထားတဲ့ hot chocolate လည်းရသွားပြီ။ဖြိုးရကြအတွက်မှထားပြီးတဲ့မြန်မာ style coffee လေးလည်းရသွားပြီပေါ့နော်။ဖြိုးဖူရေးတောက်ကြပါအောင်ရှင်။မွေးမျိုးအနက်လေးရလေ။ဟုတ်။သူ့စီမှာလေးမုန်းနေတယ်စားကောင်းနေသေးလား။မုန်းကတော့အခုဖြိုးစပွဲမှာတင်ထားတဲ့မုန်းပြီးအကလုံးရတယ်။အဲဒါကြောင့်မဖြိုးအကလုံးချခိုင်းလိုက်တာ။ဒါကတော့လုံးဝမနေ့ကတော်တော်ကြိုက်သွားတယ်။အုံးဒီနဲ့လောက်ခဲ့ကိတ်မုတ်ပေါ့နော်။ထားကြပါအောင်ရှင်။ ဒါကြတော့ strawberry ။ကောင်းပြီပါ။မနေ့ကဖြိုးစားသွားတယ်၊ကိတ်မုတ်သားလေး။ဖြိုးအရင်ကြိုက်တယ်အမေကြီးရတော့သူကဒီဂျုံဆိုလို့ရှိရင်လည်းဒါ PKK ဂျုံမျိုးပဲဒီကထားပြီးတော့သူကတုံးထားတယ်လို့ပြောတယ်။လောက်တဲ့ညီမလေးဆိုလို့ရှိရင်လည်းထိုင်းနိုင်ငံကတကယ်ဆရာကြီးတွေကနေတော့ဒီ coffee ပညာကိုသင်ချပို့ချပြီးမှဒါသင်တန်းတွေတက်တက်ပြီးမှလက်ပြန်ရောင်းလာဆိုတော့လေ coffee အစစ်ကိုမှကြိုက်တယ်ဆိုရဲ coffee ချစ်သူတွေအတွက်ဆိုလို့ရှိရင် design လေးကိုသူကလာခဲ့ဖို့ဖိတ်ခေါ်ရသေးတာ ်ရှေ့ပါထားကြပါအောင်ဒါကြတော့ blue pay ကိုမလုပ်ထားလားဘိုးရင်းရောပါသူရဲ့ကိတ္တာတွေကမမာပဲနဲ့လေအေးအေးလေးဝါလိုက်တာနဲ့အရသာကိုရှင့်နေရောပဲတလုံးဆိုတလုံးမှန်တိတိကျကျတကယ်ထွေရသေးလားอืม 好嘞啦。嗯，是吧？爱这里烧吗？嗯，嗯，烧烤有没得啦？嗯，你要要哪里？因为大娃要哪里？该没有沙拉要罗看他的，蛮有啊。嗯。 ရှင်ပဲအားကြပါဘောဒါကြတော့ coffee cake လေးပေါ့နော်သူလက်ကောင်းတယ် design မှာဆိုလို့ရှိရင် coffee ချစ်တဲ့လူတွေအတွက်ဆိုလို့ရှိရင်မဖြစ်မနေလာတင်ရင်ဒီလားဘာဖြစ်လို့ဆိုတော့သူက coffee စစ်စစ်ရဲ့ရတာလဲခံစားရတယ်ပြီးလို့ရှိရင်မုန့်လေးတွေဆိုလို့ရှိရင်ရိုးရှင်းရှင်းလေးနဲ့လေတခုဆိုတခုရတာတွေကလောကထိညော်ပဲဒီလားပြီးရင်ကလေးတွေအချိန်မှာဆိုတော့လေခါလေးတွေဒါကြတော့ soft cookie လေးတွေပေါ့နော်အထဲမှာကျတော့ chocolate နဲ့ဒီလားဖိုမီနီယာစားကြည့်ပြီးဝင်စားကောင်းလို့ဒါကြတော့ 유요리 쿠키와 초콜릿 쿠키와 나. 응. 이제 먹냐? 여기 바로 여러

နောက်ထပ်မီနူးတင်လေးတွေ့လို့ဒါကြောင့်အမေရိကန်လိုစတရော်ဘယ်ရီလို့ခေါ်ရတဲ့စတရော်ဘယ်ရီနဲ့ကော်ဖီနဲ့ရောတာပေါ့ကဲတောက်ကြပါဦးရှင်ဟုတ်ရတာတစ်မျိုးလေးလေ sorry အနံ့လေးမွေးတက်လာတာလေ coffee နဲ့ strawberry အနံ့တမျိုးလေးတည်တာဒါ coffee ချစ်တဲ့လူတွေဆိုရင်အေးလဲကြိုက်တယ်ဆိုလို့ရှိရင်အခုလိုဒါလေးတွေရာလေးနာမည်ထူးထူးဆန်းတဲ့ American no strawberry ပေါ့နော်အဲ့ဒါလေးတောက်ကြည့်တည်တာ ရတာလေခန်းစားချက်တစ်မျိုးလေးတည်းရအသေးရကြလေးတောင်းရဟုတ်ဟောလေဟိုသာထဲမှာဟွာလေးနဲ့ဝါးဝစားကြပါဦးတူကူပီရကြတော့အဖုန်းအားကိုစားတဲ့ချောကလက်ကူပီနဲ့မတူချောကလက်ကူကကျွတ်ကျွတ်ရွာလေးပေါ့ဒါကြတော့နူးနူးညံ့ညံ့လေးနဲ့ချောကလက်အရသာလေးနဲ့မိုက်တယ်ကြံမတိုင်းတော့ခလေးကြီးကျိုင်းနေမဲ့အရသာပေါ့နော် အခုဖြိုးမျိုးသားတောက်တာကြတော့သူကတီးမျိုးစားရရပါတော့ passion tea လေးကိုသူကတောက်တာဖြစ်ပါတယ်။အကြသာချင်းလေး။အဲကောက်မယ်။သူကတော့အကုန်ကြိုက်နေရပဲဖြိုးလို့ပဲ။အဲသူ passion tea လေးရမိုင်းညော ွေးနေရောပဲဟိုကော်ဖီတွေအပြင်အခုဖြိုးတောက်တဲ့အမေရိကန်လိုစတော်ဘယ်ရီလိုလိုနမဲဆန်းဆန်းနဲ့တောက်ဆရာတွေလည်းရှိသေးတယ်နော်။ဟိုနောက်ထပ်ဆိုရာနဲ့ပတ်သက်တဲ့အေးအေးမျိုးစုံတွေလည်းရသေးတယ်။ပြီးရင်စမူသီတွေဖရက်ပယ်တွေလည်းရသေးတာပေါ့နော်။ဖြိုးလို့လက်တောက်သူတို့လာချင်တယ်ဆိုလို့ရှိရင်တော့ဖြိုးလာတဲ့ပုံစံကတော့ဒီကြောက်မိတွေရုံလမ်းကနေရောလာတာပေါ့နော်။ပြောလို့ရှိရင်တော့ဒီတီရင်းနဲ့ရက်ကွက်မှကြိုးစိုးပါကြီးဆိုရဲဆိုင်းမို့တွေ့ရတယ်တတန်းလေးဝယ်ဝင်လာလိုက်လို့ရှင်။ဒီမြန်စီရဲ့ပြီးနောက်မှာဖျားကြီးတွေ့လိမ့်မယ်။အေးဖျားရဲ့ညာဘက်လမ်းကိုတက်တဲ့ပဲဝင်ခဲ့ပေါ့နော်။ ပြီးရင်တော့ဆူမြတ်ထဲဆိုင်တွေ့မယ်ပြီးအဲဆူမြတ်ထဲဆိုင်ဘေးနာကလမ်းလေးတွေကိုတက်တက်တာဝင်လိုက်လို့ရှိရင်အခုလိုဖိုးလက်တောက်တဲ့ခစ်သစ်ကော်ဖီဆိုင်လှလှလေးကိုတွေ့မှာပေါ့နော်သူမှကော်ဖီလေးရတယ်အရသာကောင်းတယ်နေရာထိုင်ခင်းလေးရတယ်အေးချမ်းချမ်းလေးနဲ့ဆိုတော့လေဖိုးကတော့ကော်ဖီချစ်သူတွေကိုတစ်ခါတော့တော့လာရောက်ခဲ့ဖို့ဖိတ်ခေါ်ပေးလိုက်ပါတယ်နော်ကဲဖိုးရဲ့ဘလော့တော့ဒီမှာပဲရက်လိုက်ပါတော့မယ်နောက်ဘလော့တွေကြလို့ရှိရင်ဖိုးဘယ်တွားပြီးဘာစပြောက်အောင်လဲဆိုတာဆက်မချူပေးကြပါအောင်ရှင်တက်တာ